ကဲအလောဝဲမင်္ဂလာပါဗျာ JTS Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့အခွင့်အရေးတာရရှိခဲ့မယ်ဆိုရင်တော့ကေပေါင်စင်စီးမီးအောက်မှာစူပါလက်နဲ့ရှင်ပြန်ထူးတက်သွားခြင်းနဲ့ဆိုတဲ့ဂျပန်ကနာမည်ကြီး K1 Champion Fighter တဦးရဲ့ဝင်စီကောင်းတဲ့ပွဲလေးကိုပရိသတ်တွေနဲ့အတူအဆအဆုံးလိမ့်လာကြည့်ရှုပြီးတော့မှဖြစ်ပါတယ်ဒီပွဲစဉ်ဟာဆိုရင် MWE နေနဲ့ရှင်ပြန်ထူးတက်သွားခဲ့တဲ့1 Friday Fights 10 Line ဆိုတဲ့ကောင်းစင်အောက်မှာရှင်ပြန်ထူးတက်သွားခဲ့တဲ့ပွဲစဉ်ကောင်းတဲ့ပွဲလေးပဲဖြစ်ပါတယ် အပြာတော့မှရှင်ပြန်ထုတ်တက်နေတဲ့ fighter ကတော့ဒါဂျပန်က lightweight K1 kickboxing champion တူဖြစ်တဲ့ဒါ Yuki Yosa ဆိုတဲ့ fighter ပဲဖြစ်ပါလေ။အဲ့တော့ဒီ fighter ဆိုရင်တော့ one championship မှာယခုကျွန်တော်တို့ကြည့်ရှုနေတဲ့ပွဲစဉ်ကဒါသူ့ရဲ့ one championship ပွဲဦးထွက်အနေနဲ့ရှင်ပြန်ထိုးတက်သွားခဲ့တဲ့ပွဲစဉ်တစ်ပွဲလေးပဲဖြစ်ပါတယ်။ဒါအတက်ကတော့20နဲ့9နှစ်ရှိပါပြီ။အရင်ကတော့9ပြီနဲ့6လမှရှိပါတယ်။အဲ့တော့တပတ်ကသူ့နဲ့ရှင်ပြန်ထိုးတက်နေတဲ့ fighter ကတော့ Russia က fighter သူဖြစ်ပါတယ်။ တော့သူ့နာမည်ကတော့အာဘတ်ဘူစမန်နော်လို့ခေါ်ပါနေအဲ့တော့အပစ်အူစ်မတ်နောကတော့အရင်၅ပြီနဲ့ရှစ်လမှာရှိပါလေ။ဒါကတော့20နဲ့3မိနစ်တာရှိသေးပါလေ။အဲ့တော့ဝမ်ချင်မရှိမှာကတော့သူ့အနေနဲ့ဒါ6ပွဲဆက်တိုက်ဒါရှုံးပွဲမရှိအနိုင်ရယူထားတာတွေ့ရပါလေ။အဲ့တော့ဒီကျွန်တော်တို့ K1 Lightweight Kickboxing Championship အူနဲ့ Russian Fighter တို့ရှင်ပြန်ထုတ်သွားခဲ့တဲ့ပွဲစဉ်တွေကို လေးလာကြည့်ရှုကြလိုက်အောင်ပါအဲ့တော့သူတို့ပြင်းကျွန်ဒီကနေ့မတော်ပရိသတ်တွေနဲ့အကီဝမ်ချန်ပီယံတူဖြစ်တဲ့ရူကီယိုဆာရဲ့ဒီဆွမ်းဆောင်ကိုလေးလာကြည့်ရှုတော့မှာဖြစ်တယ်ဗောနော်အတူအနေနဲ့ကတော့အင်တာဗျူးတွေမှာဒါခွင့်ရတာရရှိခဲ့ပြီဆိုတော့ဒါစူပါလက်နဲ့အကိပေါ့စီစီမီအောင်မှာရှင်ပြန်ကူးတက်သွားခြင်းနဲ့ဆိုပြီးတော့မှအစင်ခေါ်ထားတာတွေ့ရတယ်ဗောနော် ပဲကျွန်တော်စကားတွေဒါပြင်ပစကားတွေအများကြီးမပြောတော့ပြဝေးစင်းတွေကိုအဓိကကြည်ရင်နဲ့ကွန်မန်ဒါတွေနဲ့ပြုလုပ်တဲ့စပီတော့မှာဖြစ်တယ်ဗျအဲ့တော့ကြောင်ညာလေးအနေငယ်လေးဝင်ချင်တယ်ဗျကျွန်တော်တို့ဒီပွဲစဉ်လေးကိုကြည့်ရှုပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်လည်းဒီနောက်လာမယ့်ဒါဗီဒီယိုတွေမှာဆိုတော့เนาะအဝမ်းချင်မရှိကျွန်တော်ပြီးခဲ့တဲ့အပတ်မှာအချိန်မပြုလုပ်သွားခဲ့တဲ့ဒါပွဲစဉ်တွေထဲကမှ ဒါပွဲစဉ်ကောင်းလေးတွေဒါအလဲထူးပွဲလေးတွေပေါ့နော်ဒါပေးသက်တွေအနေနဲ့အကျိုင်းနဲ့တက်နိုင်တဲ့ပွဲစဉ်ကောင်းလေးတွေကိုဒါထပ်မံဒါတင်ဆက်ပြီးတော့ပြဖို့ရှိပါတယ်အဆုံးမချစ်ရှုအားပေးဖို့ဒီကနေ့အားလုံးကိုကျေးဇူးပြုကြပါမယ်โอเคဒါဆိုရင်ကျွန်တော်ဆက်လိုက်အောင်ဗျရုရှားဖိုက်တာတော့အရင်မောင်းမှာအာတာချက်ရှိတယ်။ကောင်းတယ်ပိုရီကေ ။ Rookie ကနားလေကျွန်တော်တက်ဖို့ဝင်ထားတယ်။ Spinner ဖြစ်ဖြစ်ဝင်ထားတယ်။ ရုရှားဖိုက်တာတော်တော်များများကျွန်တော်တတိထားမိတော့ဖူဝော်တွေတော်တော်များများကောင်းကြတယ်။ Okay round 1တော့ပြီးဆုံးတော့ပါ round 2ကျွန်တော်ကြီးလိုက်အောင်ပြန် front kick နဲ့ထောင်ထားလေတက်ကြောင်းနေအပြာတော့ကဂျပန်ဖိုက်တာဒီဘော်ရီကင်းရဲ့ဟက်ကစ်တွေတိတ်ကြံတာမျိုးကိုပြရအောင်ပြန် လူကီလောက်ပဲကျန်နေပိုဒီကီဝန်လာနေပိုဒီကီပိုဒီကီဖိတ်မီတော့မှဒီဟက်ကီဒီကျန်တော့နေစိုးလို့ပြောလို့ရတယ်ညဒီမှာမိုက်တာအဲ့မဲ့ဒီပွဲမှာသူရဲ့ဒီပွဲချင်းကပ်ပေါ်မှာအဓိကအပြင်ဒီအနေချင်းချက်ပြန်လာလို့ဒီ ်မိတယ်ဗျာ။ဘာကြောင့်လဲဆိုတော့ဒီ Russian fighter footwork တော်တော်ကောင်းနေပါတော့။ဒီလိုကြောင့်ဒီ footwork ကောင်းတဲ့ fighter တွေဆိုတော့ဒီအထိတ်ကန်ချက်နဲ့ကျွန်တော်တို့သူ့ရဲ့ footwork တွေနှီးသွားအောင်ကျွန်တော်အရင်ကန်ပြီးတော့မှအိုးကျိုးဟုတ်လေးချတော့အဲ့တော့ဒီ ယူဆနဲ့အတူကျွန်တော်လိုက်ပါလာတဲ့ fighter တွေကတော့ဒါဂျပန်နိုင်ငံမှာချင်းပါပြုတ်လောက်သွားခဲ့တဲ့171 170ဒေါ်လာလောက်မသိဘူးနော်အဲ့ဒီပွဲစဉ်မှာဒါတဝန်ချင်းကိုအနိုင်ရရှိခဲ့တဲ့ဒီနော်ဝီဆိုတဲ့ fighter ရောပြည်သူဆိုရင်တန်းစီကိုအနိုင်ရရှိခဲ့ပူတဲ့ဒါ Takiru ဆိုတဲ့ fighter ဘောနော်သူနဲ့အတူကျွန်တော်ဒီလိုက်ပါချစ်ချက်ပေးနေတာမျိုးတွေဒါတွေ့ရတယ် ့အပြန်သုံးထားမြို့ကျွန်တော်လိုက်ပါပြီးတော့မှဒါဝင်းရင်ပြီးနေတာမျိုးတွေကျွန်တော်တော့ပွေတင်းဘာရောက်ကြည့်ရှုရဲ့ချင်ပါအမြင်ပြခဲ့တယ်ပေါ့နော်ကအပြည့်အမိန့်ကန်ချက်တော်တော်လေးအားပါလေဗျဒါရုရှားဖိုက်တာနေနဲ့အနခါရှိဗျဒါဒုတိယတစ်ခေါက်တော့လုံးဝကိုဒါအင်ထိုင်ကြသွားတယ်ဗောနောပထမတစ်ခေါက်တော့ဒါဒူးထောက်ပြီးတော့မှကြသွားခဲ့တယ် သူရဲ့ဒီချီကန်ချက်ပြောမယ်ဆိုတော့နည်းနည်းတော့ပုံစံတော့စမ်းတယ်လို့ပြောလို့ရတယ်ဗျဒီတန့်စင်လို့မျိုးဘူးကအာပပါလူကန်အမျိုးဘုတ်ကနေခြေထောက်သူရဲ့ဒီလက်ခက်ကပြောမယ်ဆိုတော့ဒီပေါ်ထုတ်လိုက်တဲ့ပုံစံမျိုးပေါ့နော်ပုံစံရကြည့်မယ်အားမပေါင်းထင်ရတယ်ဗျဒါပေမဲ့ဒီ Red Shark Fighter နဲ့လုံးဝကြာသွားခဲ့တယ်နော်အားပါတယ်ပြောလို့ရတယ် ကောင်းနေပြန်လို့လို့ကြည့်တယ်။ body kick ပိုင်းရတော့ကျွန်တော်ဒီ rush fight တော့ပုံပြီးတော့ကြတယ်ဒီ body movement တွေရော forward တွေတော်တော်လေးကောင်းနေပြန်ဒီ rush fight တာအဲ့တော့ကျွန်တော်တို့ကြားသိရသလောက်ဆိုရင်တော့ဒီဂျပန်ဖိုင်တာအနေနဲ့တော့ပွဲပြီးသွားတဲ့အချိန်မှာပေါ့နော်သူ့ရဲ့ဒီလက်အိတ်ကိုတော့ချုပ်ပြီးတော့မှခါကီကိုတော့ပေးလိုက်ပါအဲ့ဒီအချိန်မှာ ီသူလက်ပါပေါ့နော်ဒီပฏิပတ်ထားတာမျိုးတွေမတွေ့ရဘူးဒီတိုင်းကြီးဒီကစ်ပေါ့စင်လက်အိတ်ကိုစုပ်ပြီးမှသာထူးတက်တာမျိုးတွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီဟာကပြောမယ်ဆိုရင်စီးမြင့်အရဆိုရင်တော့ဘောင်းမဝင်ဘူးတော့ပြောကြတယ်နော်အဲ့တော့ပြိတက်တွေနေနေရောဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဘယ်လိုတိထားကြတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့အောက်ကခေါင်းမှာမှသာပြောဆိုတော့ပြောပြချင်ပါလေ ဲ့တော့တီးရတလောက်ဆိုရင်တော့ဒီ UK ရူစာကသူ့အနေနဲ့ဒါအေးဒါအတွင်းမှာပေါ့နော်ဒီတက်ကိုပတ်တီစီဘီမှာထူတနာထူတက်ဒီတတ်အောင်တတ်တာမရှိတဲ့အတွက်ကြောင့်မို့ဒါမပတ်ပဲနဲ့ထူတယ်ကျွန်တော်တော့ပြောသွားတယ်ပေါ့နော်အမေဘာအကြောင်းရင်းကြောင့်လဲတော့မသိဘူးတော့ဒါအသေးစိတ်တော့မသိရသေးဘူးဒါဘလို့အချင်းကြီးရှိမလဲဆိုတော့ဆောက်ကြည့်ပါဦးဗျာဒီလိုဒါဂျီမီစီကန်အရာကျွန်တော် 时间有这个抛出的时候，喏，你不会讲嘞，但表里都没有，也难有 confidence 里面，但不会别方面有偏断来的，可能，那个完全没事不干，伊还能不得比那不能有，啊，经验多没出来，就能上几段的呀，多没就就来吃的，伊打包嘛，我想回答说的，可能，flying 你的问题嘞，你的苦。 ဂျပန်ဖိုက်တာပြောမယ်ဆိုရင်တော့ဒီ teacher တိကျမှုရှိတယ်လို့ပြောလို့ရတယ်ဗျာ။ဒါမျိုးကိတွေရောအပြန်ဖက်ပြီးပြနေတယ်လဲကြောက်သွားအောင်တာပြန်ပြနိုင်တယ်နော်။အဲ့တော့ဒီပြီးခဲ့တဲ့ကျွန်တော်ပွဲပြီး interview တွေမှာဆိုတော့ဒီဂျပန်ဖိုက်တာကိုအထိုင်းမီဒီယာတွေကအမပြောစုဝင်းညှားတာရှိတယ်နော်။ဒါစူပါလက်ပြီးပြီဆိုရင်ကျွန်တော် touch no ပြီးနာမည်အနေပေါ့နော်ဒီ fighter 3နဲ့ဒါရှိမင်းသူတက်ရမယ်ဆိုရင်သူ့အနေနဲ့ဒါဘယ်လိုနဲ့အရင်ရှိမင်းသူတက်သွားချင်တယ်ပေါ့နော်ဒီနည်းနည်းနဲ့ချင်တော့ super dan နဲ့ရှိမင်းသူတက်သွားချင်တဲ့အကြောင်းကိုပြောဆိုပါမယ်နော်နောက်ပြီးတော့မှဒါ fighter 3 slow ကိုကျွန်တော်ဒါအလေးချစီရှိမင်းသူတက်သွားချင်တယ်လို့ပြောဆိုတာတွေ့ရတယ်ဒီကောင်းနေပြန်ကျွန်းတပတ်ကျွန်း ကစ်တွေရောကန်တာမျိုးတွေ့ရတယ်ဟေးဟိုဖွေးရတော့ဒီဆုံးသွားပါပြီအဲ့တော့ပရိသတ်တွေနေနေရောဒီပိုစီချီရှုပြီးတော့နောက်ပိုင်းမှာအခု YouTube မှာစာထားတယ်ပေါ့ဒီကဒီချက်ပိုင်းမှာပုံပြအသာစီရရှိခဲ့တယ်ပေါ့ 나 집안 빨다고 나이 마치 재미니래 빨다 알아 다 키우네 나 우리도 없지 되구나 나인 손책 행이 마피를 야 phải ta nó cũng sẽ lâu nghe thì xóa sẵn máy xin chi lại lấy gì nhà tự động bỏ giả làm cái chi quét đẹp Điều mà tệ với ရုရှားဖိုက်တာနည်းနည်းနဲ့တအားတိုင်းရယူနိုင်တဲ့စွမ်းဆောင်ရည်လူတွေတွေ့နေရတယ်ပေါ့နော်အဓိကကတော့ဒီပွဲစဉ်မှာတော့ပွဲချင်းကပ်ပုံပြောရမယ်ဗျာပွဲချင်းကပ်ပုံမှာရုရှားဖိုက်တာကအနိုင်ငယ်ဒီလူအပ်သွားတယ်လို့ပြောမယ်ဗျာဂျပန်ဖိုင်တာပြောမယ်ဆိုရင်ဒီရုရှားဖိုက်တာရဲ့အားနည်းချက်တွေရှားထားတယ်ဒါပြင်ဆင်တဲ့အပိုင်းမှာဂျပန်ဖိုင်တာနည်းတော်တော်လေးအားကောင်းခဲ့တယ်လို့ပြောမှာပေါ့နော်ဒါဝါလေးရင့်တာလေးပါတယ်အဓိကကတော့ ဝဲအတွေ့အကြုံပိုင်းမှာဂျပန်ဖိုက်တာပုံကြီးတာတယ်ကဲကျွန်တော်အမတ်ဆုံးဖြစ်တဲ့ဂျပန်ဖိုက်တာအနေနဲ့အနိုင်ရရှိသွားခဲ့ပါပြီကဲအဆုံးထိကြည့်ရှုကြပေးနေတဲ့ပရိသတ်တို့ပြောင်းချင်တဲ့ကိုအထူးကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနောက်ဗီဒီယိုမှာခြားတော့ဗီဒီယိုနဲ့ပြန်လည်ဆက်ကြည့်ကြအောင်ပါ